ဒေါ်နယ်ထရမ့်ရေမင်းကြည့်နေလားမင်းကြည့်နေလားဆိုပြီးတော့ဟာတာနော်ပြီးတေော်ခဲ့ကြတာပါတမရထရမ့်ကလည်းအဲ့ဒီဗီဒီယိုကိုလူမှုကွန်ရက်မှာပြန်ရှယ်ခဲ့ပြီးအေးငါကြည့်နေတယ် I am watching ဆိုပြီးတော့ပြန်ဖြေခဲ့ပါတယ်ပြီးတော့ဥရောပအသင်းကို congratulation လို့ပြောထားပါတယ်ကောက်ကွင်းနေအများပြပိုင်ဆိုင်ပြီးသူကိုယ်တိုင်ကလည်းကောက်တိဝါသနာရှင်တဦးဖြစ်တဲ့အပြင်မကြာခဏကောက်သေးရိုက်လေရှိတဲ့တမရထရမ့်ဟာစက်တင်ဘာလ26ရက်တောက်ကြနေ့ကနယူးယောက်ပြည်နယ်ဖာမင်ဒေးလ်မှာရှိတဲ့ Beth Page Black Coast မှာကျင်းပတဲ့ဒီ Rider Cup ပြိုင်ပွဲကိုကိုယ်တိုင်သွားရောက်အားပေးခဲ့တာပါစက်တင်ဘာလ26ရက်ကနေ28ရက်နေ့အထိကစားတဲ့ဒီပြိုင်ပွဲအစပထမနေ့မှာကတည်းကအမေရိကန်အသင်းကရှုံးနေတာကြောင့်သူသွားအားပေးတာဖြစ်ကြောင်းနဲ့အမေရိကန်အသင်းအနိုင်ရမှာပါလို့သတင်းတောက်တွေကိုပြောခဲ့တာကြောင့်အနိုင်ရသွားတဲ့ဥရောပအသင်းသားတွေကပျော်ပျော်ပါပါဗီဒီယိုရိုက်ပြီးသမရထရမ်ကိုတည်ော်ခဲ့ကြတာဖြစ်ပါတယ်2023ခုနှစ်မှာကျင်းပခဲ့တဲ့ နောက်ဆုံးတစ်ခေါက်ပြိုင်ပွဲမှာလည်းဥရောပအသင်းကပဲအနိုင်ရထားတာဖြစ်ပါတယ်။အဲ့ဒီမတိုင်ခင်2021ခုနှစ်ပြိုင်ပွဲတုန်းကတော့အမေရိကန်အသင်းကအနိုင်ရခဲ့ပါတယ်ခင်ဗျာ။ကျွန်တော်ဇောင်းလိုက်ပါ။